မိတ်ဆွေများလုံးမင်္ဂလာပါခင်ဗျာကျွန်တော်လာစဉ်တက်ဆက်ပေးနေတယ်တလတာယူရိုမင်္ဂလာရေဒီယိုလက်ဆောင်တွေကိုဟောပြောပေးသွားမှာဖြစ်ပါတယ်အခုဒီတလတာအော်တိုဘာလတလတာတွေမှာကျွန်တော်တို့ငွေကန်ကောင်းခြင်းဘာတွေလုပ်အောင်လဲအဲအလိုကိစ္စတွေအစီအပြေခြင်းဘာတွေလုပ်အောင်လဲဘာတွေလုပ်အောင်လဲပေါ့နော်နောက်ကျမ်းမာရေးကောင်းခြင်းကျွန်တော်ဘာတွေလုပ်အောင်လဲဘာတွေလုပ်အောင်လဲအခြေအိမ်တော်ကိစ္စတွေအစီအပြေခြင်းလဲဆိုရင်ဘာတွေလုပ်အောင်လဲဘာတွေလုပ်အောင်လဲဒီတလတာတွေကန်ကောင်းစေတဲ့အဆောင်တွေကဘာတွေလဲဆိုတော့ကျွန်တော်မိတ်ဆွေခုနှစ်သားသမီးတွေအတွက်ဟောပြောပေးသွားမှာဖြစ်ပါတယ် ဲ့တော့အခုပထမဦးဆုံးအနေနဲ့တနင်္ဂနွေနေ့မွေးဖွားသူများတနင်္ဂနွေသားသမီးများအတွက်အော်တိုဝါလာတလနာအတွက်အယူတော်မင်္ဂလာရတရားလက်ဆောင်ဖော်ပြပေးတော့မှာဖြစ်ပါတယ်။အဲ့တော့ဒီတလနာအတွင်းမှာအော်တိုဝါလာတလနာအတွင်းမှာတနင်္ဂနွေအော်တိုဘာလာတလနာတွင်မှာတနင်္ဂနွေနေ့မွေးဖွားသူတွေဟာကျွန်တော်ငွေကန်ကောင်းခြင်းမလိုရလဲဆိုတော့ကျွန်တော်တို့ကြာတန်ကြော်ပဲဖြစ်ဖြစ်ခောက်ဆဲကြော်ပဲဖြစ်ဖြစ်ကို့အိမ်ဖေးအမှာကျွန်တော်ကျွေးပေကံများတွေကိုထည့်ပြီးမြတ်စွာဘုရားရှင်ကိုရောင်မြတ်ကြီးကိုလေးလေးနက်နက်ကပ်လှူလိုက်ပါ အဲ့တော့ဘုံမွေးနေတဲ့မှာပဲကတ်လူကတ်လူပဲနေကတ်လူကတ်လူဒါမှမဟုတ်ကျွန်တော်မနက်ပိုင်းတော့ကတ်လူပါရယ်ပေါ့နော်အဲ့တော့ခြောက်စံကျော်ခေါက်ဆဲကျော်တက်တက်လို့ပဲကျော်ကျော်အသားနယ်ပဲကျော်ကျော်ခြောက်စံကျော်ခေါက်ဆဲကျော်တမျိုးမျိုးကတ်လူပြီးဆူတောင်းလိုက်မယ်ဆိုရင်ဒီတလနာတွင်ရဲ့ငွေကြေးကိစ္စတွေအဆင်ပြေသွားမယ်တလနာဖြစ်ပါတယ်အဲ့တော့ဒီတလနာတွင်မှာပဲတနေ့ကနေ့မွေးပွားသူတွေဟာကျွန်တော်အလုပ်ကိစ္စတွေအောင်မြင်နေတယ်ဆိုရင်ဘာလို့လဲဆိုတော့ကျွန်တော်ညဝေးအိတ်တဲ့အင်ဂျီလုံကြီးဟောင်းအင်ဂျီနဲ့လုံကြီးဟောင်းကိုကျွန်တော်နောက်နေ့နဲ့မှာကိုညာ မွေးအိတ်တယ်ပေါ့နော်ခုမွေးနေညမှာဝေးအိတ်တယ်အင်းညောင်းလုံးညောင်းတဲ့ကိုနောက်နေ့နေ့မှာကျွန်တော်စီးနေတဲ့မြေထဲချောင်းနဲ့ပြောပြီးဆူတောင်းလိုက်ပါခင်ဗျာအဲ့တော့ဒီတနတာတွင်မှာအော်တိုဘာလာတနတာတွင်မှာတနေ့နေ့နေ့မွေးဖောက်သူတွေဟာကျွန်တော်ကျမ်းမာရေးကောင်းခြင်းနဲ့ဆိုရင်ဘာလို့အောင်လဲဆိုတော့လူစိမ့်တစ်ခုနဲ့လူစိမ့်တစ်ခုနဲ့ကျွန်တော်တို့ပတ်ဆက်9000မဲ့ဖြစ်ဖြစ်9000မဲ့ဖြစ်ဖြစ်10000မဲ့ဖြစ်ဖြစ်ကျွန်တော်ပတ်ဆက်တဲ့လူစိမ့်ခုကိုအဖို့ဖောက်ဖို့တွေကျွန်တော်လှူဒန်းပြီးဆူတောင်းလိုက်ပါခင်ဗျာအဲ့တော့ဒီတနတာတွင်မှာတော့ တနေ့ကနေ့မွေးဖွားသူတွေဟာဒီအော်တိုဘန်လတလားလာတွင်မှာကျွန်တော်အခြေအိမ်အောင်ကြီးကိစ္စတွေအဆင်ပြေခြင်းလဲဆိုရင်ဘာလို့ရလဲဆိုတော့ကျွန်တော်အောင်တပြေတညွန့်မှာကျွန်တော်ကိုချစ်သူဆိုကိုချစ်သူရဲ့နာမည်ကိုရေးမယ်ကိုအိမ်အောင်မဲ့ဆိုကိုအိမ်အောင်ဘက်ကနာမည်ကိုကျွန်တော်တို့ရေးပြီးတော့မေတ္တာပို့ဆူတောင်းလိုက်မယ်ဆိုရင်ဒီတလတာတွင်မှာအခြေအိမ်အောင်ကြီးကြတယ်အရှင်ပြေသွားမယ်တလတာဖြစ်ပါတယ်အဲ့တော့ဒီတလတာတွင်မှာတော့တနင်္ဂနွေနေ့မွေးဖွားသူတွေအနေနဲ့ကံကောင်းစေတဲ့အဆောင်အုံနည်းစေတဲ့တစိုက်ကိုဆောင်ထားယူမယ် ကိုလှုပ်ရှားတဲ့အခါပဲဖြစ်ဖြစ်အန်ဒီရှိတဲ့နေရာကိုသွားတဲ့အခါပဲဖြစ်ဖြစ်အရေးကြီးတဲ့ကိစ္စတွေလှုပ်တဲ့အခါမှာပဲဖြစ်ဖြစ်အုံနစ်စစ်တွေတစ်စက်ကိုကျွန်တော်တို့ဆောင်းသွားခြင်းအပြင်ဒီတလတာအတွင်းမှာတနင်္ဂနွေနေ့မွေးဖွားသူတွေရဲ့ကံထောက်ပံ့ပစ်စီတဲ့အဆောင်တစ်ခုဖြစ်ပါလေအဲ့တော့ကျွန်တော်တနင်္ဂနွေနေ့မွေးဖွားသူများအတွက်တလတာအော်တိုဘာလတလတာအတွက်အယူတော်ရတရားလက်ဆောင်တွေကိုအယူတော်မင်္ဂလာရတရားလက်ဆောင်တွေကိုဟောပြောခဲ့ပြီးဖြစ်ပါတယ်အဲ့တော့ခုအော်တိုဘာလတလတာအတွက်တနင်္လာနေ့မွေးဖွားသူများအတွက်တလတာယူတော်မင်္ဂလာရတရားလက်ဆောင်ဟောပြောပြီးတော့မှာဖြစ်ပါတယ်အဲ့တော့ဒီတလတာအတွင်းမှာကျွန်တော် တရင်းလာနေမွေးဖွားသူတွေဟာငွေကန်ကောင်းခြင်းကျွန်တော်ဘာတွေလုပ်ရမလဲအလုပ်ကိစ္စအောင်မြင်ခြင်းဘာတွေလုပ်ရမလဲကျန်းမာရေးကောင်းခြင်းဘာတွေလုပ်ရမလဲဘာတွေလုပ်ရမလဲအခြေအိမ်ဆောင်ရေးကိစ္စတွေအဆင်ပြေခြင်းနဲ့ဆိုရင်ဘာတွေလုပ်ရမလဲဒီတလနာအတွင်းကန်ကောင်းစေတဲ့အဆောင်တွေဟာဘာတွေလဲဆိုတာကိုဟောပြောပြသွားမှာဖြစ်ပါတယ်အဲ့တော့ဒီတလနာအတွင်းမှာအော်တိုဘန်နာတလနာအတွင်းမှာတရင်းလာနေမွေးဖွားသူတွေဟာကျွန်တော်ငွေကန်ကောင်းခြင်းဘာလုပ်ရလဲဆိုတော့အာလုဟင်းမြတ်စွာဘုရားရှင်ကိုရိုမြတ်ကြီးကိုကျွန်တော်တို့အာလုဟင်းနဲ့ဆုံးနဲ့လေးလေးနက်နက်ကတ်လို့ပြီးဆူတောင်းလိုက်ပါခင်ဗျာ အဲ့ဒါဆိုတော့ကျွန်တော်ဒီတလနာအတွင်းမှာငွေကြေးနဲ့ပတ်သက်တာလေးကျွန်တော်တို့စိတ်ချမ်းသာအောင်မယ်တလနာဖြစ်သွားပါလိမ့်မယ်အဲ့တော့ဒီတလနာအတွင်းမှာပဲကျွန်တော်တနင်္လာနေ့ငွေဖောက်သူတွေဟာကျွန်တော်အလုပ်ကိစ္စတွေအဆင်ပြေခြင်းနဲ့ဆိုရင်အလုပ်လျှောက်ထားတာမရလို့ပဲဖြစ်ဖြစ်အလုပ်ကျက်ချက်တွေပြတ်နေလို့ပဲဖြစ်ဖြစ်အလုပ်ရှင်တွေကျွန်တော်တို့အဆင်မပြေတာပဲဖြစ်ဖြစ်အလုပ်ကိစ္စတွေကျွန်တော်တို့ထင်းကောအဆင်မပြေဘူးဆိုရင်ဘာလို့ရလဲဆိုတော့ကျွန်တော်စနေတော့မှ ठी ပြခုနှစ်လက်ကြီးကြီးတေးတေးကျွန်တော် ठी ပြခုနှစ်လက်စနေတော့မှမြတ်စွာဘုရားရှင်ကိုရိုမြတ်ကြီးကိုလေးလေးနက်နက်ကတ်လုပ်ပြီးဆူတောင်းလိုက်ပါခင်ဗျာ အဲ့တော့ဒီတလတာတွင်မှာပဲတနင်္လာနေ့မွေးဖွားသူတွေဟာကျွန်တော်တို့ကျမ်းမာရေးကောင်းကျင်နေဆိုရင်ဘာလို့ရလဲဆိုတော့ကျွန်တော်노တမင်းအဲ့တော့노တမင်းကျွန်တော်တို့ကိုယ်အလုပ်ဆိုအလုပ်ပါဝင်ခြင်းဟာကျွန်တော်ကိုယ်အိမ်ဆိုကိုယ်အိမ်ပါဝင်ခြင်းဟာကျွန်တော်တို့ခလေးတွေကို노တမင်းကျွန်တော်တို့ကျွေးလှူလိုက်မယ်ဆိုရင်ဒီတလတာတွင်မှာကျမ်းမာရေးနဲ့ပတ်သက်တာတွေအနာနဲ့ဆေးသွေးသွားပြီးကျမ်းမာရေးတည်တည်တာတာကျွန်တော်ကောင်းမွန်သွားမယ်တလတာဖြစ်သွားပါလိမ့်မယ်အဲ့တော့ဒီတလတာတွင်မှာပဲတနင်္လာနေ့မွေးဖွားသူတွေဟာအခြေအိမ်တော်ရေးကိစ္စတွေကျွန်တော်တို့အဆင်ပြေခြင်းနဲ့ဆိုရင်ဘာလို့ရလဲဆိုတော့ကိုယ်အိမ်ဖျားမှာပဲကျွန်တော်နွားနို့နဲ့ပေါင်မှု ကျွန်တော်မြတ်စွာဘုရားရှင်ကိုရိုမြကြီးကိုလေးလေးနက်နက်ကပ်လို့ပြီးဆူတောင်းလိုက်မယ်ဆိုရင်ဒီတလတာအတွင်းမှာကျွန်တော်အခြေအိမ်အောင်ကိစ္စတွေအဆင်ပြေသွားမယ်တလတာတွေဖြစ်သွားမယ်ကျွန်တော်ညှိနှိုးနှိုင်းလို့ရမယ်တလတာကျွန်တော်အခြေအနေပတ်သက်ရင်ပျော်ရွှင်သွားမယ်တလတာဖြစ်သွားပါလိမ့်မယ်အဲ့တော့ဒီတလတာအတွင်းမှာဒီအော်တိုဘန်လတလတာအတွင်းမှာတတိယနေ့မွေးဖွားသူတွေအနေနဲ့ကံကောင်းစေတဲ့အဆောင်ကကျွန်တော်ပါတယ်ဆိုတော့ပန်းလေးတစ်ဝင့်ပဲဘာပန်းပဲဖြစ်ဖြစ်ကျွန်တော်ပွင့်နေတဲ့ပန်းလေးပန်းလေးတစ်ဝင့်ဖြစ်ပြီးရောပန်းလေးတစ်ဝင့်ဆောင်ထားရုံပဲအဲ့တော့ကိုယ်အနေရရှိတဲ့နေရာသွားတာပဲဖြစ်ဖြစ် အလုံးနဲ့ပတ်သက်တဲ့ကိစ္စတွေသွားတာပဲဖြစ်ဖြစ်မိသားစုကိစ္စတွေကျွန်တော်သွားတာပဲဖြစ်ဖြစ်ပေါ့နော်အဲ့တော့အရေးကြီးအောင်ရှိတဲ့အခါမှာဒီတလန်တာအတွက်မှာတနေ့လာနေမွေးဖွားသူတွေဟာတန်းနှွင့်ဆောင်ထားခြင်းအပြင်ကိုယ့်ရဲ့ကံအထောက်ပံ့ကိုကျွန်တော်တို့ရစေတဲ့အဆောင်တစ်ခုဖြစ်ပါတယ်ခင်ဗျာအဲ့တော့အခုကျွန်တော်အခုတနေ့လာနေမွေးဖွားသူများအတွက်အော်တိုဘာလတလန်တာအယူရောမင်္ဂလာရေတရာလက်ဆောင်တွေကိုဟောပြောပေးခဲ့တာဖြစ်ပါတယ်အင်္ဂါနေ့မွေးဖွားသူများအတွက်တလန်တာယူရောမင်္ဂလာရေတရာလက်ဆောင်တွေကိုဟောပြောပေးသွားမှာဖြစ်ပါတယ်အခုအော်တိုဘာလတလန်တာအတွက် အော်တိုဘလာတလတာအတွင်းမှာပဲအင်္ဂါနေ့မွေးဖွားသူတွေဟာကျွန်တော်ငွေကန်ကောင်းခြင်းဘာတွေလုပ်ရမလဲအလုပ်ကိစ္စတွေအောင်မြင်ခြင်းကျွန်တော်တို့ဘာတွေလုပ်ရမလဲကျွန်တော်ကျန်းမာရေးကောင်းခြင်းဘာတွေလုပ်ရမလဲဘာတွေလုပ်ရမလဲအခြေအနေနှောင်းကိစ္စတွေဆင်ပြေခြင်းလေဆိုရင်ကျွန်တော်တို့ဘာတွေလုပ်ရမလဲအဲ့တော့ဒီတစ်ပတ်အတွင်းရဲ့အင်္ဂါနေ့မွေးဖွားသူတွေအနေနဲ့ကံထောက်ပံ့ပေးစေတဲ့အဆောင်အားဘာလေးဆောင်ထားရမလဲဆိုတာကိုဟောပြောပြသွားမှာဖြစ်ပါတယ်ဒီအင်္ဂါနေ့မွေးဖွားသူတွေဟာဒီအော်တိုဘန်တောင်းတာတွေမှာကျွန်တော်တို့ငွေကန်ကောင်းခြင်းနဲ့ဆိုရင်ဘာလုပ်ရလဲဆိုတော့ကျွန်တော်တို့အပေါင်းမို့အုံးလို့စမ်း ပမုံဦးနှုတ်ဆောင်ကျွန်တော်မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုလေးလေးနက်နက်ကပ်လို့ပြီးဆူတောင်းလိုက်မှာဆိုရင်ဒီတလားနာတွင်မှာအင်္ဂါနေ့မွေးဖောက်သူတွေဟာကျွန်တော်ငွေကြေးနဲ့ပတ်သက်ရင်စိတ်ချမ်းသာသွားမယ်တရတာဖြစ်သွားပါလိမ့်မယ်အဲ့တော့ဒီတလားနာတွင်မှာပဲအင်္ဂါနေ့မွေးဖောက်သူတွေဟာအော်တိုဘာနာတလားနာတွင်မှာပဲအလုပ်ကိစ္စတွေကျွန်တော်တို့အောင်မြင်ဆင်ပြေခြင်းနဲ့ဆိုရင်ဘာလို့ ਆ လဲဆိုတော့ကိုယ့်ရဲ့ကြိုးတိုင်းမှာကျွန်တော်ခန်းကွန်ညုံလေးချောင်းညုံမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုလေးလေးနက်နက်ကျွန်တော်ကပ်လို့ပြီးဆူတောင်းလိုက်မှာဆိုရင်ဒီတလားနာတွင်မှာကျွန်တော်အလုပ်ကိစ္စတွေအဆင်ပြေသွားမယ်တရတာဖြစ်ပါတယ်အဲ့တော့ဒီတလားနာတွင်မှာပဲ အင်္ဂါနေ့မွေးထွားသူတွေကအင်္ဂါနေ့မွေးဖွားသူတွေကကျွန်တော်တို့ကျမ်းမာရေးကောင်းကျင်နေဆိုရင်ဘာလို့လဲဆိုတော့ကျွန်တော်တို့ဘုံကြောင့်ကျွန်တော်တို့ဘုံကြောင့်ပဲဖြစ်ဖြစ်တိလာရှင်ကြောင့်ပဲဖြစ်ဖြစ်ကျွန်တော်တို့ရေစစ်တို့ကျွန်တော်တို့ခြေတုပ်ကုံတို့တမျိုးမျိုးဒါမှမဟုတ်နှစ်မျိုးလို့တက်နိုင်တဲ့နှစ်မျိုးမျိုးကျွန်တော်တို့တွားလှူပြီးဆူတောင်းလိုက်မယ်ဆိုရင်ဒီတလတာအတွင်းမှာအင်္ဂါနေ့မွေးဖွားသူတွေဟာကျွန်တော်ကျမ်းမာရေးကောင်းမွန်သွားမယ်တလတာအနာနဲ့ဆေးတွေ့သွားမယ်တလတာတချောင်ချောင်ဖြစ်နေတာကနေကျွန်တော်တိတိတတ်တာလေးကျွန်တော်ထူးထူးတောင်းတောင်းဖြစ်သွားမယ်တလတာဖြစ်သွားပါလိမ့်မယ် ဲ့တော့ဒီတလနာတွင်းမှာပဲအင်္ဂါနဲ့မွေးဖွားသူတွေဟာအခြေအိမ်ဆောင်ရေးကိစ္စတွေအရှင်ပြေခြင်းနဲ့ဆိုရင်ကျွန်တော်တို့ဘာလို့ ਆ လဲဆိုတော့ကျွန်တော်ဟိုဇင်းညွန်လေးတညွန်ဇင်းညွန်လေးတညွန်မှာကိုချစ်သူဆိုကိုချစ်သူရဲ့နာမည်ကိုရေးမယ်ကိုအိမ်အောင်ဘက်ဆိုကိုအိမ်အောင်ဘက်ရဲ့နာမည်ကိုရေးပြီးတော့ကျွန်တော်မြစ်တာပို့ဆူတောင်းလိုက်မယ်ဆိုရင်ဒီတလတာအတွင်းမှာအခြေအိမ်အောင်ရင်းနဲ့ပတ်သက်တဲ့ကိစ္စတွေညှိရနှိုင်းရဖြစ်သွားမယ်ကျွန်တော်တို့အဆင်ပြေသွားမယ်တလတာဖြစ်သွားပါလိမ့်မယ်အဲ့တော့ဒီတလတာအတွင်းမှာတော့အင်္ဂါနေ့မွေးဖွားသူတွေအနေနဲ့ဒီအော်တိုဘာလတလတာအတွင်းမှာအင်္ဂါနေ့မွေးဖွားသူတွေအနေနဲ့ကံကောင်းစေတဲ့အဆောင်ဘာလဲဆိုတော့ကျွန်တော်တည့်ရ ညွန်လေးတညွန်ပဲဖြစ်ဖြစ်တရရရလေးကျွန်တော်တရရပဲဖြစ်ဖြစ်အဲ့ဒါလေးကိုကျွန်တော်တို့ဆောင်ထားခြင်းအပြင်ဒီတလနာတွေမှာအင်္ဂါနဲ့မွေးဖွားသူတွေအနေနဲ့ကျွန်တော်ကံကောင်းစေတဲ့အဆောင်ကံထောက်မှန်ဖြစ်စေတဲ့အဆောင်တစ်ခုဖြစ်ပါရခင်ဗျာအခုအင်္ဂါနဲ့မွေးဖွားသူများအတွက်အော်တိုဘာလတလနာအတွက်အယူရောမင်္ဂလာရရလက်ဆောင်တွေကိုဟောပြောပေးခဲ့တာဖြစ်ပါတယ်ဘုဒ္ဓကုသသမီးများအတွက်အော်တိုဘာလတလနာအတွက်အယူရောမင်္ဂလာရရလက်ဆောင်ကိုဟောပြောပေးတော့မှာဖြစ်ပါတယ် ဲ့တော့ဒီတလတာတွင်မှာဗိုလ်ထုနဲ့ငွေပွားသူတွေဟာကျွန်တော်ငွေကန်ကောင်းခြင်းဘာတွေလုပ်ရမလဲအလုပ်ကိစ္စတွေကျွန်တော်တို့အဆင်ပြေအောင်မြင်ခြင်းဘာတွေလုပ်ရမလဲဘာတွေလုပ်ရမလဲကျန်းမာရေးကောင်းခြင်းကျွန်တော်တို့ဘာတွေလုပ်ရမလဲဘာတွေလုပ်ရမလဲဟာဒီတစ်ပတ်တာတွင်ဒီတလတာတွင်ဗိုလ်ထုနဲ့ငွေပွားသူတွေဟာအော်တိုဘာလာတလတာတွင်အခြေအနေအောင်ကိစ္စတွေအဆင်ပြေခြင်းနဲ့ဆိုရင်ဘာတွေလုပ်ရမလဲဘာတွေလုပ်ရမလဲအဲ့တော့ဒီတလတာတွင်ဗိုလ်ထုနဲ့ငွေပွားသူတွေနဲ့ကံထောက်ပံ့ပေးစေတဲ့အဆောင်ဟာဘာလေးဆောင်ထားမလဲဆိုတာကိုဟောပြောပြတော့မှာဖြစ်ပါတယ် အဲ့တော့ဒီတလနာအတွင်းမှာအော်တိုဘာလာတလနာအတွင်းမှာဗိုလ်တပုနဲ့ငွေဖောက်သူတွေဟာကျွန်တော်ငွေကန်ကောင်းနေတယ်ဆိုရင်ဘာလို့ရလဲဆိုတော့ကျွန်တော်ခြေပန်းအိုတိုနဲ့အုံချောင်းညကျွန်တော်တို့ဆိုင်တယ်အုံချောင်းညကျွန်တော်တို့ဆက်ပြီးတော့အိမ်မှာပဲမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုလေးလေးနက်နက်ကပ်လို့ပြီးဆူတောင်းလိုက်ပါခင်ဗျာအဲ့တော့ဆိုရင်ကျွန်တော်ဒီတလနာအတွင်းမှာငွေကြေးနဲ့ပတ်သက်ရင်ကျွန်တော်စိတ်ချမ်းသာသွားမယ်တလနာဖြစ်မယ်ကျွန်တော်ငွေကြေးလက်ရှင်လက်ပွင့်သွားမယ်တလနာဖြစ်သွားပါလိမ့်မယ် ဲ့တော့ဒီတလနာအတွင်းမှာအော်တိုဘာလတလနာအတွင်းမှာဘုတ်တခုနဲ့မွေးဖွားသူတွေကအလုပ်ကိစ္စတွေကျွန်တော်တို့အောင်မြင်ခြင်းနဲ့ရှောက်ထားတဲ့အလုပ်တွေမရလို့ပဲဖြစ်ဖြစ်အလုပ်ရိတ်ဆက်တွေကျွန်တော်တို့ပြတ်နေလို့ပဲဖြစ်ဖြစ်အလုပ်နဲ့ပတ်သက်ရင်ကျွန်တော်စိတ်ချမ်းသာနေနေဆိုရင်ဘာလို့ရလဲဆိုတော့ကျွန်တော်တို့ကိုမျိုးကကျွန်တော်ဖျားစီတီတဆူဆူမှာကျွန်တော်ခေါင်းလောင်းနေရှိတယ်ကျွန်တော်မြို့မှာဆိုလည်းဖျားစီတီတွေမှာပေါ့နော်ခေါင်းလောင်းရှိတဲ့ဖျားစီတီတဆူဆူသွားပြီးတော့ကျွန်တော်တို့အဲ့ခေါင်းလောင်းကိုကျွန်တော်တို့ခေါင်းလောင်းကျွန်တော်တို့၆ချက် ကျွန်တော်တို့ထိုးပြီးတော့မြေတာဖို့ဆူတောင်းလိုက်မယ်ဆိုရင်ဒီတလတာအတွင်းမှာအလုံးနဲ့ပတ်သက်တဲ့ကိစ္စတွေအဆင်ပြေအောင်မြင်သွားမယ်တလတာဖြစ်ပါတယ်အဲ့တော့ဒီတလတာအတွင်းမှာပဲဘုတ်ခုနှစ်မွေးဖွားသူတွေဟာအော်တိုဘာလတလတာအတွင်းမှာပဲကျမ်းမာရေးကျွန်တော်တို့မကောင်းဆိုရင်ဘာလို့ ਆ လဲဆိုတော့ကျမ်းမာရေးကောင်းခြင်းလိုပဲဖြစ်ဖြစ်အနာနဲ့ဆေးတွေ့ခြင်းလိုပဲဖြစ်ဖြစ်တလန့်တာလေးကျွန်တော်တို့ထူထူတောင်းတောင်းလေးလန်းလန်းဆန်းဆန်းလေးပြစ်သွားခြင်းနဲ့ဆိုရင်ဘာလို့ ਆ လဲဆိုတော့ကိုယ်အိမ်ပတ်ဝန်းကျင်ကကလေးတွေ ဒါမှမဟုတ်ပအဝင်ကြီးကအလုတ်ပအဝင်ကြီးကကလေးတွေကိုကျွန်တော်လက်ဖက်ထိုက်ပြီးဆူတောင်းလိုက်မယ်ဆိုရင်ဒီတလာတာတွင်မှာဗုဒ္ဓဘုရင်ငွေဖွားသူတွေဟာကျွန်တော်ကျမ်းမာရေးကောင်းမွန်သွားမယ်တလာတာဖြစ်သွားပါလိမ့်မယ်အဲ့တော့ဒီတလနာတွင်မှာပဲဗုဒ္ဓဘုရင်ငွေဖွားသူတွေဟာအခြေအိမ်အောင်ကိစ္စတွေအဆင်ပြေခြင်းနဲ့ဆိုရင်ကျွန်တော်ဘာရွတ်ရလဲဘာလို့ပြိစိတ်ရလဲဆိုတော့ကျွန်တော် ဘုရားကုံတော်ကိုပါရဲမှာပါတဲ့လောကဝိရုဆိုတဲ့ဂုံတော်ကိုကျွန်တော်တရားရှင်လုံးပရိနဲ့ဘဏ္ဍဘက်ပဲဖြစ်ဖြစ်ဘယ်အချိန်မှစိတ်စိတ်ပဲနေပဲစိတ်စိတ်အဲ့တော့လောကဝိရုဂုံတော်ကိုကျွန်တော်တို့ပရိစေပြီးကျွန်တော်မြတ်တာကိုဆုတောင်းလိုက်မယ်ဆိုရင်ဒီတလနာအတွင်းမှာဘုဒ္ဓခုနဲ့ဝိပဿသူတွေဟာအချိန်အိမ်တော်ကြီးနဲ့ပတ်သက်တဲ့ကိစ္စတွေကျွန်တော်တို့အစဉ်ပြေပြောင်းမယ်အစဉ်ပြေအောင်မြင်သွားမယ်ကျွန်တော်တို့တလတာဖြစ်သွားပါလိမ့်မယ်အဲ့တော့ဒီတလနာအတွင်းမှာပဲကျွန်တော်ဘုဒ္ဓခုနဲ့ဝိပဿသူတွေအနေနဲ့ကံထောက်ပံ့ဖြစ်စေတဲ့အဆောင်ကကျွန်တော်တို့ဘာလဲဆိုတော့ခရင်ညုံလေးတညုံပဲဆောင်ထားရုံပဲ အဲ့တော့ရေချောင်းရှိတဲ့ခါမှာပဲဖြစ်ဖြစ်အနယ်ရှိတဲ့နေရာကိုသွားတာပဲဖြစ်ဖြစ်အလုံးလျှောက်တဲ့ခါမှာပဲဖြစ်ဖြစ်အဲ့တော့ခေညုံနဲ့တင်းတင်းကိုဆောင်ထားခြင်းအပြင်ကျွန်တော်ဒီတလန်တာအတွင်းမှာအော်တိုဘာလတလန်တာအတွင်းမှာဗုဒ္ဓခုနဲ့ငွေဖောက်သူတွေနေနဲ့ကံထောက်ပံ့ရစေတဲ့အဆောင်တစ်ခုဖြစ်ပါတယ်အဲ့တော့အခုကျွန်တော်ဗုဒ္ဓခုသားသမီးများအတွက်တလန်တာအော်တိုဘာလတလန်တာအတွက်အယူတော်မင်္ဂလာရေတရားလက်ဆောင်ကိုဟောပြောပေးခဲ့တာဖြစ်ပါတယ်ဟိုဂျာလာပြည်နဲ့ငွေဖောက်သူများဂျာလာပြည်သားသမီးများအတွက်အော်တိုဘာလတလန်တာအတွက်အယူတော်မင်္ဂလာရေတရားလက်ဆောင်ကိုဟောပြောပေးတော့မှာဖြစ်ပါတယ် တော့ဒီအော်တိုဘန်လာတလန်တာအတွင်းမှာချာနာပလင်းနေငွေဖောက်သူတွေဟာကျွန်တော်ငွေကန်ကောင်းခြင်းဘာတွေထူရမလဲဘာတွေလုပ်ရမလဲဘလို့ကိစ္စတွေကျွန်တော်အောင်မြင်ဆင်ပြေခြင်းလဲဆိုရင်ဘာတွေထူရမလဲဘာတွေလုပ်ရမလဲအဲ့တော့ဒီအော်တိုဘန်လာတလန်တာအတွင်းမှာချာနာပလင်းနေငွေဖောက်သူတွေဟာကျန်းမာရေးကောင်းခြင်းလဲဆိုရင်ဘာတွေလုပ်ရမလဲအခြေအနေအောင်ကိစ္စတွေဆင်ပြေခြင်းလဲဆိုရင်ဘာတွေထူရမလဲဘာတွေလုပ်ရမလဲအဲ့တော့ဒီတလန်တာအတွင်းအော်တိုဘန်လာတလန်တာအတွင်းရဲ့ချာနာပလင်းနေငွေဖောက်သူတွေနဲ့ကန်ကောင်းစေတဲ့အဆောင်ဟာဘာလေးဆောင်လာရင်ကိုယ်တကံထောက်ပံ့ဖြစ်စေမလဲဆိုတာကိုဟောပြောပြီးတော့မှာဖြစ်ပါတယ် အဲ့တော့ဒီတနက်နေ့အတွင်းမှာအော်တိုဘန်လတနက်နေ့အတွင်းမှာဂျာနာတွင်းနေမွေးဖွားသူတွေကကျွန်တော်ငွေကန်ကောင်းနေတယ်ဆိုရင်ကျွန်တော်တို့ဘာလူရလဲဆိုတော့အချိုရီအဲ့တော့ဘာအချိုရီပဲဖြစ်ဖြစ်အချိုရီကိုဆုံးမကြောင်းနဲ့ဖုံးရွယ်ပဲဖြစ်ဖြစ်ဖုံးရောင်းဝယ်ဖြစ်ဖြစ်အချိုရီကျွန်တော်တို့သွားလူပြီးတော့ငွေချင်းနဲ့ပတ်သက်တာဆူတောင်းလိုက်မယ်ဆိုရင်ဒီတနက်နေ့အတွင်းမှာကျွန်တော်ငွေကန်ကောင်းသွားမယ်ငွေချင်းလက်ရှင်လက်ပွင့်သွားမယ်တလတ်တာဖြစ်သွားပါလိမ့်မယ်အဲ့တော့ဒီတနက်နေ့အတွင်းမှာအော်တိုဘန်လတနက်နေ့အတွင်းမှာဂျာနာတွင်းနေမွေးဖွားသူတွေကအလုံးကိစ္စတွေကျွန်တော်တို့အောင်မြင်ဆင်မြင်နေတယ်ဆိုရင်ဘာလို့ရလဲဆိုတော့စနစ်တောင်းပါ အဲ့တော့ဂျိုဒိုင်ဖျောင်းလို့သွားရတယ်ပေါ့ကျွန်တော်တို့စနေတောင်းမှာကျွန်တော်တို့ဖျောင်းတိုင်းကျွန်တော်တို့အနီအောင်12တိုင်းဖျောင်းတိုင်းအနီအောင်12တိုင်းကြာလာပြီကျွန်တော်တို့စနေတောင်းမှာဖျောင်းတိုင်းအနီအောင်12တိုင်းကျွန်တော်မျက်စောပြောင်းချင်းပိုလိုမြကြီးကိုလေးလေးနက်နက်ကတ်လုပ်ပြီးဆူတောင်းလိုက်မယ်ဆိုရင်ကျွန်တော်ရှောက်ထားတဲ့အလုပ်ကိစ္စတွေရမယ်အလုပ်ကိစ္စနဲ့ပတ်သက်ရင်ကျွန်တော်ဂျိတ်ဆက်တွေပြန်ရမယ်အလုပ်ကိစ္စတွေကျွန်တော်တို့အဆင်ပြေသွားမယ်တလတာဖြစ်သွားပါလိမ့်မယ်အဲ့တော့ဒီတလတာတွင်မှာပဲကြာလာပြီးနေမွေးဖွားသူတွေဟာကျွန်တော်ကျမ်းမာရေးကောင်းမွန်နေတယ်ဆိုရင်ဘာလို့ရလဲဆိုတော့ကျွန်တော်တခွားတီးတစ်လုံး စိမ့်စိမ့်မဲ့မဲ့ကျွန်တော်ကြည်ကြည်တေးတေးတစ်ခါတည်းလုံးမှာကိုယ့်နာမည်ကိုရေးမယ်အဲကိုယ့်ရဲ့ကျွန်တော်တို့မွေးခွန်းနှစ်တွေကိုရေးပြီးတော့စီးနေတဲ့မြေထဲချောင်းတွေကိုကျွန်တော်တို့မျှော်ပြီးဆူတောင်းလိုက်မယ်ဆိုရင်ကျွန်တော်ကျမ်းမာရေးကောင်းမွန်သွားမယ်တလတာဖြစ်သွားပါလိမ့်မယ်အဲ့တော့ဒီတလတာအတွင်းမှာအော်တိုဘာလတလတာအတွင်းမှာကြာလာပြီးနေမွေးဖွားသူတွေဟာအချီးရေးကျွန်တော်တို့အဆင်ပြေခြင်းနဲ့အိမ်တော်ဝင်ကိစ္စတွေကျွန်တော်တို့အဆင်ပြေခြင်းနဲ့ဆိုရင်ဘာလို့လဲဆိုတော့ကျွန်တော်ဘုန်းကြီးအောင်သွားမယ်ကျွန်တော်တင်ငန်းလေးကိုနိုင်လေးပေါ့နော်တင်ငန်းနိုင်တဲ့ဟာမျိုးပေါ့ကိုတင်ငန်းလေးကျွန်တော်တစုံ ျွန်တော်ကတ်လှုပ်ပြီးဆူတောင်းလိုက်မယ်ဆိုရင်ဒီတလားနာတွင်မှာအခြေအနေနဲ့ပတ်သက်ရင်ကျွန်တော်အဆင်ပြေသွားမယ်စိတ်ချမ်းသာသွားမယ်အိမ်တော်ရင်းနဲ့ပတ်သက်ရင်ကျွန်တော်ညှိရနှားရပြီးကျွန်တော်တို့အဆင်ပြေသွားမယ်တလားတာဖြစ်သွားပါလိမ့်မယ်အဲ့တော့ဒီတလားနာတွင်မှာတော့အော်တိုဘာလာတလားတာတွင်မှာတော့ကြာရာပြင်းနဲ့မွေးဖွားသူတွေအနေနဲ့ကံကောင်းစေတဲ့အဆောင်အောင်ပါလဲဆိုကျွန်တော်ဗရီလေးတကုန်းမယ်ဆောင်ထားအောင်မယ်ဗာပတိဖြစ်ဖြစ်ကျွန်တော်ဗရီတကုန်းဆောင်ထားခြင်းအပြင်အနေရရှိတဲ့နေရာကိုသွားတာပဲဖြစ်ဖြစ်အလုပ်ကိစ္စတွေကျွန်တော်ပြောဆိုဖို့ လောက်ကင်ဆောင်ရတာပဲဖြစ်ဖြစ်ပဋိတေတခုဆောင်ထားခြင်းအပြင်ဒီတလတာတွင်မှာဂျာရာဘေးနေမွေးဖွားသူတွေအနေနဲ့ကံထောက်ပံ့ကြတော့ဖြစ်စေတဲ့အဆောင်တစ်ခုဖြစ်ပါတယ်အဲ့တော့အခုကျွန်တော်ဂျာရာဘေးနေမွေးဖွားသူများဂျာရာဘေးသားသမီးများအတွက်အော်တိုဘာလတလတာအတွက်အယူရောမင်္ဂလာရတဲ့လက်ဆောင်ကိုဟောပြောခဲ့ပြီးဖြစ်ပါတယ်အခုတောက်ကြနေမွေးဖွားသူများတောက်ကြသားသမီးများအတွက်တလတာအယူရောမင်္ဂလာရတဲ့လက်ဆောင်တွေကိုဟောပြောပေးတော့မှာဖြစ်ပါတယ်အဲ့တော့အော်တိုဘာလတလတာတွင်မှာတောက်ကြနေမွေးဖွားသူတွေဟာကျွန်တော်ငွေကန်ကောင်းခြင်းဘာတွေလုပ်ရမလဲဘာတွေလုပ်ရမလဲ အလုပ်ကိစ္စတွေကျွန်တော်တို့အောင်မြင်အစီအမြင်နေဆိုရင်ဘာတွေလိုရမလဲဘာတွေလိုရမလဲပေါ့နော်အဲ့တော့ကျမ်းမာရေးကောင်းနေနေဆိုရင်ကျွန်တော်တို့ဘာတွေလိုရမလဲအဲ့တော့အခြေအနေအိမ်တော်ကိစ္စတွေအဆင်ပြေနေနေဆိုရင်ကျွန်တော်တို့ဘာတွေလိုရမလဲဘာတွေလိုရမလဲအဲ့တော့ဒီအော်တိုဝါလာတလန်တာအတွင်းမှာတောက်ကြနေမွေးဖွားသူတွေဟာကံကောင်းစေတဲ့အဆောင်ပေါ့နော်။ဗာလီဆောင်လာရင်ကျွန်တော်ကံထောက်ပံ့ပြစေမလဲ။ကံကောင်းစေမလဲဆိုတဲ့ဟာလေးတွေကိုပေါ်ပြောပြီးတော့မှဖြစ်ပါတယ်။အဲ့တော့ဒီတလန်တာအတွင်းမှာအော်တိုဝါလာတလန်တာအတွင်းမှာတောက်ကြနေမွေးဖွားသူတွေဟာ ငွေပြန်ကောင်းခြင်းလေဆိုရင်ကျွန်တော်တို့ဘာလူရလဲဆိုတော့အိမ်မှာပဲကျွန်တော်မျက်စွာပြားခြင်းကိုလိုမျက်ကြီးကိုကော်ဖီတစ်ခွက်အဲ့တော့ကော်ဖီတစ်ခွက်ကျွန်တော်ဘာကော်ဖီဖြစ်ဖြစ်ကော်ဖီဖြစ်ဖို့လိုတယ်အဲ့တော့ကော်ဖီတစ်ခွက်ကျွန်တော်မျက်စွာပြားခြင်းကိုလိုမျက်ကြီးကိုလေးလေးနက်နက်ကပ်လိုပြီးဆူတောင်းလိုက်ပါခင်ဗျာအဲ့တော့ဒီဒီမနာတွင်မှာပဲတောင်းကြနေငွေခွာသူတွေဟာကျွန်တော်အလုပ်ကိစ္စတွေအောင်မြင်အစဉ်ပြေခြင်းလေဆိုရင်ဘာလို့ရလဲဆိုတော့ကျွန်တော်တို့အောင်တပြေချောင်းညွန့် ကိုအိမ်ဖျားမှာပဲဖြစ်ဖြစ်ကိုရဲ့ဂျိုးတိုင်းမှာပဲဖြစ်ဖြစ်အောင်တပေချောင်းညွန့်ကိုကျွန်တော်မျက်စွာဖျားရှင်ကိုရမြကြီးကိုလေးလေးနက်နက်ကတ်လူပြီးဆူတောင်းလိုက်မယ်ဆိုရင်ဒီအော်တိုဘာလတလတာတွင်းမှာတောက်ကြနေမွေးဖောက်သူတွေဟာကျွန်တော်လုပ်ကိစ္စတွေအဆင်ပြေသွားမယ်တလတာဖြစ်ပါတယ်အဲ့တော့ဒီတလတာတွင်းမှာပဲတောက်ကြနေမွေးဖောက်သူတွေဟာကျွန်တော်ကျမ်းမာရေးကောင်းနေတယ်ကျမ်းမာရေးတချောင်ချောင်ဖြစ်နေလို့ညစီစီလေးဖြစ်နေလို့အနာနဲ့ဆေးမတွေ့လို့ပဲဖြစ်ဖြစ်ထူထူတောင်းလေးဖြစ်ခြင်းလို့ပဲဖြစ်ဖြစ်ကျွန်တော်ကျမ်းမာရေးကောင်းနေတယ်ဆိုရင်ဘာလို့ရလဲဆိုတော့ကျွန်တော်ဖုန်းကြီးကြောင်းသွားရတယ်အဲ့တော့ဖုန်းကြီးကိုကျွန်တော်တတိခုနှစ်လုံး ဘာတတိဖြစ်ဖြစ်ဩဇာတိပဲဖြစ်ဖြစ်တရတိပဲဖြစ်ဖြစ်ပေါ့နော်တတိခုနှစ်လုံးပဲအဲ့တော့ကျွန်တော်တို့ဘုံကြောင်မတော်နိုင်ဘူးဆိုတော့ကျွန်တော်ဆုံးမကြွားတဲ့ဘုံကြီးဆုံးမကြွားတဲ့ဘုံကြီးကိုတတိခုနှစ်လုံးလေးလေးနက်နက်ကတ်လို့ပြီးဆူတောင်းလိုက်မယ်ဆိုရင်ဒီတလတာတွင်မှာအော်တိုဘာလတလတာတွင်မှာတောက်ကြံနေမွေးဖွားသူတွေဟာကျွန်တော်ကျမ်းမာကြီးကောင်းမွန်သွားမယ်တလတာဖြစ်ပါတယ်အဲ့တော့ဒီတလတာတွင်မှာတောက်ကြံနေမွေးဖွားသူတွေဟာဒီအော်တိုဘာလတလတာတွင်မှာကျွန်တော်အချင်းချင်းအိမ်ဆောင်ရေးကိစ္စတွေအဆင်ပြေခြင်းနဲ့ဆိုရင်ဘာလို့ ਆ လဲဆိုတော့ကျွန်တော်ပရိတဟုံးတို့ရှိဖို့လိုတယ် အဲ့တော့ပရိဒေဂုံးเนี่ยကျွန်တော်အရဟံတိဋ္ဌိဆိုတော့ကျွန်တော်စိတ်မယ်ဘယ်နှပတ်ဖြစ်ဖြစ်ကျွန်တော်စိတ်မယ်ဘယ်နှစ်ဖြစ်ဖြစ်ဘယ်ချိန်ဖြစ်ဖြစ်ကျွန်တော်အရဟံတိဋ္ဌိကိုကျွန်တော်တို့ပရိစိတ်ပြီးတော့ကျွန်တော်တို့ကိုချစ်သူဆိုကိုချစ်သူကိုအိမ်တော်ဘက်ဆိုကိုအိမ်တော်ဘက်ကိုကျွန်တော်မေတ္တာပို့ဆုတောင်းလိုက်မယ်ဆိုရင်ဒီတလတာအတွင်းမှာအခြေအနေနဲ့ပတ်သက်တဲ့ကိစ္စတွေကျွန်တော်ဝမ်းသာပျော်ရှင်သွားရမယ်တလတာဖြစ်တော်ပါလိမ့်မယ်အဲ့တော့ဒီတလတာအတွင်းမှာပဲအော်တိုဘန်တလတာအတွင်းမှာပဲတောက်ကြနေမွေးဖွားသူတွေအနေနဲ့ကံကောင်းစေတဲ့အဆောင်အဲ့တော့ဘာလို့ဆောင်းနိုင်ဒီတလတာအတွင်းကံအပံမှုရရစေလဲဆိုတော့ကျွန်တော်တို့အနီအောင်ကျိုးလေး နီအောင်ကျိုးလေးမှာကျွန်တော်တို့တော်လေးတစ်ခုကိုကျွန်တော်တို့ခြိထားမယ်အနီအောင်ကျိုးလေးနဲ့အဲ့တော့အနီအောင်ကျိုးလေးနဲ့တော်လေးကိုခြိထားပြီးအဲ့ဒါလေးကိုကျွန်တော်တို့ဆောင်ထားခြင်းအပြင်ဒီတလားတာတွင်မှာကျွန်တော်ကံထောက်မှန်ဖြစ်စေတဲ့အဆောင်တစ်ခုဖြစ်တယ်အဲ့တော့အရေးကြောင်ရှိတဲ့အခါမှာဒီကနေ့ကအနီအောင်ကျိုးလေးနဲ့ခြိထားတဲ့တော်လေးကိုကျွန်တော်တို့ဆောင်သွားခြင်းအပြင်ကိုယ့်ရဲ့လုံဆောင်ချက်တွေပို့ပြီးတော့ကံကြတာမြင့်စေတယ်ပို့ပြီးတော့အောင်မြင်စေတယ်အဲ့တော့ဒီတလားတဲ့ကံကောင်းစေတဲ့အဆောင်ကအနီအောင်ကျိုးလေးနဲ့တော်လေးတစ်ချောင်းကိုဆောင်းထားခြင်းအပြင်ကံရဲ့အထောက်ပံ့ပံ့ဖို့ရရှိစေမှာဖြစ်ပါတယ်။ အခုစနေသားသမီးတွေအတွက်အော်တိုဘာလာတလတာအတွက်ယူရိုမင်္ဂလာရက်တွေကလက်ဆောင်ကိုဟောပြောပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီအော်တိုဘာလာတလတာအတွင်းမှာစနေနေ့ငွေဖောက်သူတွေဟာကျွန်တော်ငွေကန်ကောင်းနေတယ်ဆိုဘာတွေလုပ်ရမလဲဘာတွေလှူရမလဲအလုပ်ကိစ္စတွေကျွန်တော်အောင်မြင်အဆင်ပြေနေတယ်ဆိုရင်ဘာတွေလှူရမလဲဘာတွေလုပ်ရမလဲအဲ့တော့ဒီတလတာအတွင်းမှာစနေနေ့ငွေဖောက်သူတွေဟာကျန်းမာရေးကောင်းနေတယ်ဆိုရင်ကျွန်တော်ဘာတွေလှူရမလဲဘာတွေလုပ်ရမလဲအခြေအိမ်တော်ကြီးကိစ္စတွေကျွန်တော်အဆင်ပြေနေတယ်ဆိုရင် ဘာတွေလုပ်ရမလဲဘာတွေလုပ်ရမလဲအဲ့တော့ဒီတလတာအတွင်းစနေနေ့မွေးဖွားသူတွေနဲ့ကံကောင်းစေတဲ့အဆောင်အပါဘာလေးကိုဆောင်ထားရမလဲဆိုတာကိုဟောပြောပေးတော့မှာဖြစ်ပါတယ်အဲ့တော့ဦးစနေနေ့မွေးဖွားသူတွေအနေနဲ့ဒီအော်တိုဘာလတလန်တာအတွင်းမှာကျွန်တော်တို့ငွေကန်ကောင်းနေတယ်ဆိုရင်ဘာလို့ရလဲဆိုတော့ကျွန်တော်မုတ်လင်မယားငွေကန်ကောင်းနေတယ်ဆိုရင်ကျွန်တော်မုတ်လင်မယားလေးတော့ကျွန်တော်ကြိုဝယ်ထားရတယ်ပေါ့နော်အဲ့တော့မုတ်လင်မယားကျွန်တော်တို့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုလေးလေးနက်နက်ကန့်လို့ပြီးဆူတောင်းလိုက်ပါခင်ဗျာအဲ့တော့ဒီတလန်တာအတွင်းမှာဝင် စနေနေ့မွေးဖွားသူတွေဟာဒီအော်တိုဘားလတလနာတွင်မှာပဲကျွန်တော်တို့အလုပ်ကိစ္စတွေအဆင်ပြေအောင်မြင်နေဆိုရင်ဘာလို့အောင်လဲဆိုတော့ကိုယ့်အိမ်ရှိလမ်းမပေါ်ကျွန်တော်ကိုယ့်အိမ်ရှိပေါ့နော်တိုက်ခန်းတဲ့လူတွေဆိုလဲကျွန်တော်တိုက်အောက်ဆင်းလာပြီးကျွန်တော်လမ်းမပေါ်ပေါ့နော်အဲ့တော့ကိုယ့်အိမ်ရှိရဲ့ကျွန်တော်တို့လမ်းမပေါ်ကိုကျွန်တော်တို့ရေစတိထွက်ချိုးပြီးအလုပ်ကိစ္စနဲ့ပတ်သက်ပြီးကျွန်တော်ဆူတောင်းလိုက်မယ်ဆိုရင်ဒီတလနာတွင်မှာစနေနေ့မွေးဖွားသူတွေဟာဒီအော်တိုဘားလတလနာတွင်မှာကျွန်တော်တို့အလုပ်ကိစ္စနဲ့ပတ်သက်ရင်အဆင်ပြေသွားမယ်တလနာဖြစ်ပါတယ် အဲ့တော့ဒီတလနာတွင်မှာပဲအော်တိုမလာတလနာတွင်မှာပဲဆယ်နေနေမှုန်းမှန်းသူတွေဟာကျွန်တော်ကျမ်းမာရေးကောင်းခြင်းနဲ့ဆိုရင်အားလုံးအားလည်းဆိုတော့ကျွန်တော်တို့အဖိုးကိုဖွားကိုစတော်ဘယ်ရီစတော်ဘယ်ရီဒီပဲဖြစ်ဖြစ်စတော်ဘယ်ရီဖြော်ရည်ပဲဖြစ်ဖြစ်အဲ့ဒါနဲ့ကျွန်တော်တို့ငွေနဲ့ကျွန်တော်တို့ကို့ပါဝင်ခြင်းကို့အလုပ်ပါဝင်ခြင်းကို့အိမ်ပါဝင်ခြင်းအဖိုးကိုဖွားရလို့စတော်ဘယ်ရီပြင်းနဲ့ငွေနဲ့ကျွန်တော်တို့ဖြူရမ်းနိုင်မယ်ဆိုရင်ဒီတလနာတွင်မှာကျွန်တော်ကျမ်းမာရေးကောင်းမှုသွားမယ်တလနာဖြစ်သွားပါလိမ့်မယ်အဲ့တော့ဒီတလနာတွင်မှာပဲအော်တိုဘာလာတလနာတွင်မှာပဲစနေနေ့မွေးဖွားသူတွေဟာ အချင်းအိမ်တော်ရေးကိစ္စတွေအဆင်ပြေခြင်းလဲဆိုရင်ဘာလို့ရလဲဆိုတော့ကျွန်တော်တနင်္လာနောက်အောင်သွားရတယ်ဂျိုဒန်ဖျားအောင်သွားရတယ်ကိုကတော့စနေသားသမီးပဲဒါမှမဟုတ်တနင်္လာနောက်အောင်သွားပြီးတော့ခန့်ကောကျွန်တော်တို့ချောင်းညွန်းနတ်စွာပြားချင်းကိုတော့မြကြီးကိုလေးလေးနက်နက်ကတ်လုပ်ပြီးဆူတောင်းလိုက်မယ်ဆိုရင်ဒီတလားတာအတွင်းမှာအချင်းအိမ်တော်ရေးနဲ့ပတ်သက်တဲ့ကိစ္စတွေစနေသားသမီးတွေကကျွန်တော်အဆင်ပြေပျော်ရွှင်ဝမ်းသာဝမ်းသာသွားမယ်တလားတာဖြစ်သွားပါလိမ့်မယ်အဲ့တော့ဒီတလားတာအတွင်းမှာတော့ဒီအော်တိုဘန်လားတလားတာအတွင်းမှာတော့စနေနေ့မွေးဖွားသူတွေအနေနဲ့ ျွန်တော်ကန်ကောင်းနေတဲ့အဆောင်ကဘာလဲဆိုတော့ကျွန်တော်ခေါင်းကောင်းလေးတစ်လုံးပဲစတီကောင်းကောင်းပဲဖြစ်ဖြစ်ကြီးကောင်းကောင်းခေါင်းကောင်းဖြစ်ရင်ကျွန်တော်ပြီးရောပေါ့နော်အဲ့တော့ fancy ခေါင်းကောင်းလေးတွေဖြစ်တယ်ရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ခေါင်းကောင်းလေးတစ်လုံးကိုစောင့်ထားခြင်းအပြင်ဒီတနတာတွင်မှာအော်တိုဘာနာတနတာတွင်မှာစနေနေ့မွေးဖွားသူတွေစနေသားနေ့တွေနဲ့ကန်ထောက်ပံ့နေတဲ့အဆောင်တစ်ခုဖြစ်ပါတယ်အဲ့တော့အရေးကြောင်းရှိတဲ့အခါမှာဒီခေါင်းကောင်းလေးကိုစောင့်ထားခြင်းအပြင်ကိုယ့်ကန်အပံမှုကိုရရှိနိုင်မဲ့အဆောင်တစ်ခုဖြစ်ပါတယ်အဲ့တော့အခုကျွန်တော်စနေသားလူမျိုးများအတွက်အော်တိုဘာနာတနတာအတွက်အရှိတော်မင်းကရေရရလက်ဆောင်ကိုဟောပြောခဲ့ပြီးဖြစ်ပါတယ် ဲ့တော့စနေနေ့ဝေဖန်ကြတာလို့စနေသားသမီးများအားလုံးအန်ဒီယကင်းပေးရှင်ပြီးကျမ်းမာချမ်းသာပျော်ရွှင်ကြပါစေလို့မြတ်တော်ကိုဆုတောင်းပေးလိုက်ပါရစေ။